ြီးခဲ့တဲ့28ရက်နေ့ပေါ့နော်28ရက်နေ့မှာဒီငယ်ရလှုပ်သွားတယ်ငယ်လှုပ်သွားတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံကတော်တော်များများကပေါ့နော်ဒီဖျားတွေဈေးတွေဟိုမင်းတို့အုပ်ချောင်းတို့ပါဝင်ပေါ့တော်များပြိုကျတယ်ပျက်စီးကြတယ်ပေါ့နော်ပျက်စီးကြဒါပေမဲ့ဒီကြိုက်တရုပ်ဈေးတွေကျတော့ဒီငယ်ရလှုပ်တဲ့ဇုံထဲမှာပါတော့မှမပျက်စီးဘူးပေါ့နော်သူ့တဲ့ဝေးတဲ့ဘန်ကောက်မြို့ကဒီတိုက်တွေပါတယ်တော့မှသူကပျက်စီးခဲ့တယ် အဲတော်တော်များများပေါ့နော်ဒီကြိုက်တိုးစီရဲ့တကူတော်ကြောင့်ပေါ့နော်တကူတော်ကြောင့်ဒီလူတဲတာမဟုတ်ဘူးနဲ့တရားမင်းကိုယ်တိုင်တဲခဲ့တာပေါ့ဒါနဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်အဲ့မှာ line မှာ TikTok မှာတွေ့တာတွေကတော့အဲနည်းနည်းထူးဆန်းတယ်ပေါ့နော်ဒီမြန်မာတွေကတော့မြန်မာတွေကအဲ့လိုမထူးဆန်းမြန်မာတွေကပုံမှန်အားဖြင့်ပေါ့ဒီကြိုက်တိုးဆိုတာကဟိုငွေရင်းတွေဆက်ဆက်လုတ်ခဲ့တယ်အဲ့တော့ဘယ်တော့မှမလဲဒီမပြိုခဲ့ဘူးပေါ့နော်ဒါ တဲ့ယူမြန်မာတွေတော့ကမတူစမ်းဘူးဒါပေမဲ့ဒီတိုင်းလူမျိုးတွေကြတော့ဒီမှာတက်တော့မှာတွေ့နေရပါတော့သူတို့ကဟိုဘလိုမြင်တော့ပေါ့နော်သူတို့ကဒီသူတို့ကပြန်ဟိုနှစ်ဖွဲ့ကွဲနေရပါတော့ဘလိုလဲဆိုတော့အဲပရမတ်တစ်ဖွဲ့ရပါလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးပဲကြည့်ကြည့်နော်ဒီဗီဒီယိုလေးကြည့်ကြည့်သူကဒီကြိုက်သီးဟိုမှာဒီတရားမင်းရပါတော့အပေါ်ကနေသူကကျိုးင်းနဲ့ဆွဲထားတာပေါ့ကျိုးင်းနဲ့ဆွဲထားတယ်အပေါ်ကနေ ဒါကြောင့်မို့လို့ပြုတ်မကြဘူးပေါ့နော်။သူကမြေကြီးနဲ့လည်းမတည်ဘူး။ကျိုးကြီးနဲ့ဆွဲထားတယ်ပေါ့နော်။ကြာတိရိုးစီတွေတော့အဲသူတို့ကအဲ့လိုမျိုးမြင်ကြတဲ့သူတွေရှိတယ်ပေါ့နော်။ထိုင်းလူမျိုးတွေ။အဲဒါကြောင့်မို့သူတို့အရင်ကြည်ညိုကြတယ်။ဒီနှစ်တိုင်းနဲ့လာကြတယ်ပေါ့နော်။အဲတချို့ဆိုတနစ်ကိုတစ်ခေါက်ပေါ့နော်။အဲ့လိုမျိုးလာကြတယ်။အဲဒါမြေထူးဆန်းတဲ့အမြင်တစ်ခုပေါ့နော်။ထူးဆန်းတာပါလဲဆိုဘူမိဗေဒပညာရှင်တယောက်ပေါ့နော်။သူထိုင်းလူမျိုးကြားမှာဒီကြာတိရိုးစီတော့ငင်းလှုပ်ရဲနဲ့မပြိုတာပေါ့နော်။အဲ့ဒါကိုနည်းလေးနာမည်ကြီးနေတယ်။ အဲ့တော့ तू ကဒီဘူမိပေဒပညာရှင်တယောက်က तू ကရေးတာပေါ့နော် तू တင်တာပေါ့ကျွန်တော်တို့မြန်မာပြည်တော်မှာဒီယာနဲ့ပတ်သက်ပြီးတော့တယောက်မှမပြောဘူးကြောက်အဲ့ဒါဘာလဲဆိုတော့ဒီချက်သီယိုဇေဒီဒီဇေဒီအောက်ကကြောက်တုံးရယ်အောက်ကဒီအောက်ကကြောက်တုံးအောက်ကအခံပေါ့နော်အောက်ကအခံပေါ့တောင်ပေါ့နော်ကြောက်တောင်ပေါ့အဲ့ကြောက်တောင်ရယ်ကြောက်တုံးရယ်ကိုကျွန်တော်တို့မြင်တာကဒီကြောက်တောင်ပေါ်မှာဒီချက်ချက်သီယိုဇေဒီဖြစ်တဲ့ကြောက်တုံးပေါ့နော်ကြောက်တုံးကိုတင်ထားတယ်ပေါ့ကျွန်တော်တို့အဲ့လိုမြင်တာ အဲဒါပေမဲ့ तू ပြောတာတမျိုးအဲ तू ကတော့ပညာရှင်လို့တော့ပြောတယ်ပေါ့နော် तू ကဘယ်လိုပြောလဲဆိုတော့ဒီကြောက်တောင်ရဲ့ဒီကြိုက်ထရိုးစီတွေဖြစ်တဲ့ကြောက်တုံးရဲ့ပေါ့နော် तू ကတင်လာတာမဟုတ်ဘူးကြိုက်ထရိုးစီတွေကတင်လာတာမဟုတ်ဘူး तू ကတခုတည်းတခုတည်းပေါ့နော်ဒီကြောက်တောင်နဲ့ဒီကြိုက်ထရိုးစီတွေဖြစ်တဲ့ကြောက်တုံးကြီးနဲ့တခုတည်းဖြစ်တယ်ပေါ့ तू ကအဲ့လိုမျိုးပြောပြတာဒါကတော့ပညာရှင်ပေါ့နော်ထိုင်းနေမျိုးပညာရှင်တယောက်က तू ကအဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ဒီ ငရင်ဘလောက်လှုပ်လို့ပေါ့နော်။သူကတော့ပြိုလျာအကြောင်းမရှိဘူးပေါ့။သူကတော့ဒါအဲ့လိုမျိုးပြောတာ။အဲ့တော့ကျွန်တော်ပုံနေတေချာပြန်ကြည့်တယ်။အမှန်တော့ကျွန်တော်လက်မခံနိုင်ဘူးပေါ့နော်။လက်မခံနိုင်ဘူးကတေချာလေးလေးကြည့်ကြည့်ပေါ့နော်။ဒီဘီဒီယိုကြည့်နေတဲ့သူတွေတေချာလေးကြည့်ကြည့်။ဒီကြောက်တောင်နဲ့ဒီကြိုက်စိုးစီကြောက်တုံးနဲ့ပေါ့နော်။ဟိုအတူတူဆိုတာဘလို့မှမဖြစ်နိုင်ဘူး။ဒီပုံနေထဲမှာတေချာပြန်ကြည့်လို့ရင်ကိုတော်တော်လေး ဒီဟာနှစ်ခုပေါ့နော်နှစ်ခုဖြစ်နေဆိုတော့တော်တော်ကြီးတေးကြရပေါ့နော်ဒါပေမဲ့ဘဲခိကဟိုဘယ်လိုမျိုးဖြစ်လာရဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါတန်နိုင်ရဲတော့တန်နိုင်ရဲအလိုမျိုးတရားမင်းတည်ခဲ့တာလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲထိုင်းလူမျိုးတွေကြားရမှာလည်းဒါသူတို့ချင်းချင်းတချို့ကကြောက်လည်းဒါမဖြစ်နိုင်ဘူးပေါ့နော်အဲဒါတရားမင်းတည်ခဲ့တာပေါ့တချို့ကလည်းအဲပညာရှင်တွေဘယ်လောက်ပြောပြောလက်မခံကြဘူးအဲတချို့ကြတော့လည်းလက်ခံတယ်ပေါ့နော်ဒါပေမဲ့ အဲ့ဒါယုတ်တိတော့တိတ်မရှိဘူးပေါ့နော်ဒါတခြားမြေဆွဲအားတို့ဟာပါဒီကြောက်တောင်ပေါ်မှာကြာကျိုးစီတီကြာကျိုးစီတီဖြစ်တဲ့ကြောက်တုံးကမြေဆွဲအားရပေါ့နော်သူအတိအကျတဲနေတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးတွေသူတေချာလေးတက်တည်ပြနိုင်တော့မဆိုးဘူးဒါပေမဲ့သူကကြောက်တမျိုးဟိုမဖြစ်နိုင်တဲ့ကိစ္စကြီးလို့ကျွန်တော်ထင်တာပေါ့နော်ဘာလို့ဆိုတပ်ပုံနေတရားကြည့်ကြည့်ဒီအောက်ကကြောက်တောင်နဲ့ကြာကျိုးစီတီဖြစ်တဲ့ကြောက်တုံးကြီးကတခုတည်းဆိုတာလုံးဝဖြစ်နိုင်ကြရမရှိဘူးပေါ့နော် ဒါမြစ်ဒါသူတို့လောတယ်သူတို့ကြားထဲမှာဒါရေပန်းစားနေတဲ့ကိစ္စပေါ့